ကိုအောင်တို့ကားပြီးတွင်ကက်လျက်မြင်နေရသောမျက်နှာတစ်ခုတီတီကြာကြာဆိုအပ်ရင်စောစောကကားကိုတားနေသောမိမကြီး၏မျက်နှာဖြစ်လေသည်ကိုအောင်တို့ကားပြီးကနေကတ်လိုက်လာပြီးကားမှန်ပြင်ပောက်ကနေတဆင့်ကားရဲ့ကိုကြည့်နေတာဖြစ်သည် ကားကမြန်သလောက်ဖို့မျက်နှာကြီးသည်လည်းထက်ကြက်မကွာလိုက်ပါလာတာဖြစ်သည်ဇပင်ဖိုင်ရနှင့်ကြောက်မက်ဖွယ်ရထိုမျက်နှာကြီးကိုကိုနှင့်ကက်ရဲ့ မှန်တဲ့ချက်သာခြားပြီးမြင်လိုက်ရသည်တွင်ကိုအောင်ခြေပြားလက်ပြားတွေအေးဆက်ကတဆက်ဆက်တုံ့ီလာတော့သည် မင်္ဂလာပါခင်ဗျာကျွန်တော်ရင်မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူနေတနနိုင်ရေးသားတဲ့ကားကြုံလိုက်စီသူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအောင်တို့ဖန်ကားလေးကညအမောင်ကို ခွင်းကားတရိပ်ရိပ်ပြေးနေလေသည်အမြန်လမ်းဖြစ်ဒီမို့လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်ရှိညင်ဝင်းညကတိတ်အပြောင်းလဲမရှိတင်းကြီးငင်းဝေပွဲရာ ဖြစ်နေလေသည် တငယ်ချင်း၃ယောက်အပြန်အလှန်စကားပြောရင်အိတ်ချင်စိတ်ကို ဖြေဖြောင်းနေရသည်ကာမောင်းတီတငယ်ချင်းဖြစ်သူမောင်မောင်အိတ်မငိုက်စီရန်ကိုအောင်နှင့်ကျော်စောတို့ကရှာချန်ကစကားပြောနေခြင်းလည်းဖြစ်လေသည်အချိန်ကလည်းညတကောင်ရောက်လူနေပြီမို့တူတူကိုကိုအိတ်ချင်စိတ်ကြီးစိုးသည့်အချိန်ဖြစ်လေသည်ကာမောင်းသူတတိလက်လွတ်ဖြစ်ကအိတ်ငိုက်သွားပြီးဖြစ်ကြသည့်ရင်မတော်ဆမှုများကြောင့်ကိုအောင်တို့ကြားရာပူသောကြောင့်တေချာတတိထားနေရခြင်းဖြစ်လေသည် လမ်းကွေတွေကလည်းများလိုက်တာကွာမောင်မောင်ကကားမောင်းနေရင်တစ်ချက်လမ်းပြောလိုက်သည် ဟုတ်တော့လဲဟုတ်သည်လမ်းအချို့ကွေများမှာတကွေပြီးတကွေပေါ်ပေါ်လာရာကားမောင်းသူတော့မသိမောင်မောင်တို့ပင်ကောင်းနောက်ချင်လာသည်ရှေ့သူကငါမြင်ကွင်းကိုမောင်မောင်ကြည့်လိုက်မိသည်ရှေ့ကမ်းမာကမောင်မောင်တယောက်တည်းသာထိုင်ရင်းဖြစ်သည်ကိုအောင်နဲ့ကျော်စောတို့ကရှေးဆက်လက်ဆက်လွတ်လွတ်လပ်လပ်ထိုင်နေရင် နောက်ခန်းတွင်သာနှစ်ယောက်သားထိုင်လိုက်လာခဲ့ကြသည ရှေ့စီမှာမြင်နေရသောမြင်ကွင်းမှာခတ်တူတူသာအဝေးစီအထိမမြင်ရအကွေကောက်များနေသောကြောင့်လည်းဖြစ်လေသည်ကရှောင်းလုံးမောင်းလာတော့အကောင်းမှာဒီနားရောက်မှလမ်းကလည်းအကွေကောက်တွေများလိုက်တာပြောရင်ဆိုရင်နေမင်းအကွေကောက်တွေကမစုံနိုင်ရန်ကုန်မှနေပြီးတော့သူ့ခရီးကိုနေ့ဘက်အချိန်များတွင်တငယ်ချင်း၃ယောက်လုံးသွားဘူးကြတော့လေဒီလိုညာကင်းဘက်တွင်ကိုကားနဲ့ကိုမသွားခဲ့ဘူးသဖြင့်လမ်းနေသားကိုတိတ်မကြက်မိကြသေးဘူး မောင်မောင်လေးအတော်သေးထားပြီးမောင်းနေရသည်ပုံတကွေပြီးတကွေကွေ့ကွေ့ကောက်ကောက်မောင်းနေရမှရုတ်တရက်လမ်းပြေသွားတော့ကအနှဲငယ်တော့စိတ်အေးသွားမိသည်လမ်းကအကွေအောက်မရှိတော့ဘီမို့ဟိုးအရှိတော်တော်ဝေးဝေးထိလမ်းမြင်နေရသည်ကိုအောင်တို့ကဤအရှိဘက်ခက်လန်းလန်းစီတွင်လူတယောက်ရန်နေဒီကို တွေ့လိုက်ရသည်လမ်းကျယ်ကြီးအလဲတဲ့တဲ့တွင်မတ်တက်ကြီးချက်နေခြင်းဖြစ်လေသည်မမရှေ့မှာရန်နေတဲ့လူကိုကြည်အောင်ကငါတို့ကားကိုလက်ပြပြီးတားနေရလား ားနင်းကအနှင်းငယ်သာလှမ်းသဖြင့်တဲတဲကွက်ကွဲမမြင်ရသည်အေးဟုတ်တယ်ကွာတားနေသလိုပဲကွာတေချာတော့မမြင်ရဘူးဘာပဲဖြစ်ဖြစ်ရက်တော့မပင်းနဲ့ကွာညဘက်တကောင်ကြီးကိုဘူးမတိဘာမတိနဲ့မရပေးချင်ဘူးကွာမမောင်စကားကိုကိုအောင်ရောကြော်စောပါခောက်ခံကြသည်အေးကြီးလူနာတို့အတိဒုက္ခရောက်နေသူတို့ဖြစ်ကောင်းဖြစ်နိုင်သည် အမှန်တကယ်အခုညီလိုတဲ့ဖြင့်ကုညီလိုက်ရသည်ကအကြောင်းမဟုတ်တော်ကြာကိုကိုပါဒုက္ခပေးနေသူဖြစ်နေရင်တော့မဆာတာ သုံးယောက်လုံးကလည်းဒီလန်းကျောအနေထားကိုကြွန့်ကျင်ကြသူများမဟုတ်ကြ။ထို့ကြောင့်ကားကိုအနီးကပ်ကားလာလင်းမင်းရမပီးဟုဆုံးဖြတ်လိုက်ကြခြင်းဖြစ်လေသည်။အမြင်အနေထားရတာခဏနဲ့ဟုဆိုတော့လေကား၏အမြန်နှုန်းကြောင့်ထိုးသူရှိသူရောက်အောင်ကားကလေးကလက်ကနေရောက်ရှိသွားသည်။ဟာဟိုက်မမောင်ကြီးမောင်ဟမောင်မောင်တငယ်ချင်းသုံးယောက်လုံးပျောက်တပောက်အတန်ဆုံးခွတ်သွားပြီးတကလာမမောင်ကလည်းကားချိန်ကိုမြင့်ပြစ်လိုက်သည်။ ကိုအောင်တို့ကားကိုတားနေသူကမိမကြီးတူသပင်ဖားရခြာတာသည်ဝိယုံနေကြီးကိုခြုံထားသည် ကောင်းမော်ရင်ကခေါင်းတလားတလုံးကိုရွှတ်ထားသည်လူတော့မဖြစ်နိုင်ကိုအောင်တို့တည်းရဲ၆ခံရပေပြီကြောက်ကြောက်နဲ့မောင်မောင်က မောင်ပြေးပြီးအခါကားနောက်ပိုင်းကိုပင်လက်ဖြင့်လှမ်းပုတ်လိုက်သေးသည် မောင်မဟာငင်းနေမောင်နောက်ခန်းတွင်ထိုင်သောကိုအောင်နှင့်ကျော်သောတို့ကအလန်တကြားကုန်းအော်ကြသောအခါမောင်မောင်က လီပါကိုဖိနှင်းတော်သည် လင်းညိုစီကနေတဟုံတို့ပြစ်လွတ်လိုက်တော့မြားတစင်းနဲ့ကားကမိုင်းကုံပြေးလေသည်အတော်ဝေးဝေးရောက်မှတပြင်းချနိုင်ကြတော့သည်ကြမ်းလိုက်တာကွာအခေါင်းကြီးတော်ခေါင်းပေါ်ကျပြီးချက်ရတယ်လို့ဟူးတော်ပါသေးရဲ့ကွာဇံများပေးမိရင်တော့မလွှဲကြောပဲကွာကျန်ခဲ့ပြီလေကွာကံကောင်းလို့ကိုစီဆိုရင်နှစ်ဖူးစီကစိတ်ဆူနေတော့ချွေးတို့ကိုတုတ်ရသည်အစောကရှေးကိုကုံပြီး ဇက်ကိုပူထားရမှနောက်မီတွင် ပြန်ပြီးကကိုကိုခက်ဆန့်ဆန့်ပြန်ထိုင်လိုက်သည်ဟာကိုအောင်ကထော်တော့ကြော်စောရောမောင်မောင်မာကိုအောင်စီကိုလှမ်းကြည့်မိသည်ဘာဘာလဲဟုမေးအန်ထင်ရသောမောင်မောင်၏စကားတန်းတွင်မစုံနိုင်မြောင်စလုံးငင်သွားကြပြီးဖြစ်သည်ကိုအောင်တို့ကားပြီးတွင်ကက်လျက်မြင်နေရသောမျက်နှာတစ်ခုတိတိကျကျဆူအားရင်စောစောကကားကိုတားနေသောမိမကြီး၏မျက်နှာဖြစ်လေသည် ကိုအောင်တို့ကားဘီကနေကတ်လိုက်လာပြီးကားမှန်ပရင်ပေါက်ကနေတဆင်ကားရဲကို ကြည်နေတာဖြစ်သည်ကားကမြန်သလောက်ဖိုမျက်နှာကြီးသည်လည်းထက်ချက်မကွာလိုက်ပါလာတာဖြစ်သည်ဇပင်ဖိုင်ရနှင့်ကြောက်မက်ဖွယ်ရထိုမျက်နှာကြီးကိုကိုနှင့်ကက်ရက်မှန်တစ်ချက်သာချပြီးမြင်လိုက်ရသည်တွင်ကိုအောင်ခြေဖျားလက်ဖျားတွေအေးဆက်ကားတဆက်ဆက်တုံကြီးလာတော့သည်နဘေးရှိကြောကြောကိုကြည့်လိုက်တော့လေကို့ထက်ပင်ပူဆိုးနေသေးသည်ခါပင်ပြေတော့မလို့လို့ကားတကားကိုဖွင့်ပြီးခုံဆင်းတော့မလို့လို့ ေးရကျိုးတော့ငင်းငင်တိုင်းဟာကားထဲကမီးကိုပိတ်လိုက်ပါလားမမောင်းမောင်းနေရင်မမြင်ရတော့ဘူးပေါ့ကိုရိုင်းကကြောက်နေတော့လေရင်းစိတ်တွင်းကပြန်ထိန်ရသည်မောင်မောင်ကကားကိုတော့တီတီငင်းငင်းမင်းမောင်းနေသည်မို့တော်ပါသေးသည်မောင်မောင်ကအတကုံကြောက်နေရင်တော့မလွဲအလုံးဒုက္ခရောက်သွားနိုင်သည်ကားတွင်ရှိမီးကိုပိတ်လိုက်တဲ့ဖြင့်မှောင်သွားသည်ညနာပြူးပြဲတဲ့ကြီးကိုတော့တေချာမမြင်ရတော့တော်သေးသည် မျက်နှာကြီးပေါ်လာခဲ့သည်ကကိုအောင်ပဲရှိမှန်ပရင်ဖြစ်သည်ဖြင့်ကျော်သောဘက်သို့တိုးထိုင်ရန်စိတ်ကူးလိုက်သည်တငယ်ရင်းနှစ်ယောက်ပူကတ်ထိုင်နေကြလျင်အကြောက်ပြေးမိလေကားရင်တွင်ရုပ်တရက်ပုံနဲ့ညီတခု ထောင်းကနေရှားလိုက်သည်စိုးစိုးရွားရွားပုတ်ဧည့်နေသော အနံကြီးလိုမျိုးမို့အော်ဂလီဆန်းကျင်စရာအလုံးပိတ်ထားသောကားရဲတွင်ရုပ်တရက်ရလာသောအပုံနံမို့ကျက်သိန်းများကလည်းချန်ကနေထလာသည်ကျွတ်ကျွတ်ကျော်သောဗလန်တကြားခေါ်ရင်ကျော်သောဘက်သို့မြ мян တိုးသည်တိုးလို့မရ ကျော်သားနှင့်ကိုအောင်ကြားတွင်အေးဆက်ဆက်အရာဝတ္ထုကြီးတစ်ခုက ခုခံသလိုဖြစ်နေပြီးထတ်တိုး၍မရတော့တကယ်ကကိုအောင်နဲ့ကျော်သောကြားတွင်ဒူတယောက်စာနေရလွတ်နေသေးတာဖြစ်သည်ကိုအောင် ကိုကိုစွတ်တွန်းရွှေ့ရင်ကျော်သောလက်ကိုလှမ်းဆွဲသည်ကျော်သောလက်ကိုမကိုင်းနှင့်အေးဆက်ဆက်ဆိုထိုင်းတဲ့အရာကြီးကိုသာထိကိုင်မိတော်သည်အပုံနဲ့ကြည်သည်လေထိုအေးဆက်ဆက်နေရာမှထွက်နေခြင်းဖြစ်သည်ကျော်သောကိုအောင်ကြောက်ကြောက်နှင့်ထက်ခေါ်မိသည တိတ်ဆိတ်နေသောကားရဲတွင်ကိုအောင်တန်ကဟိန်ထွက်သွားသည်ငါတို့ကားရဲကိုတင်းရဲမှရောက်နေပြီကွအမှန်တည်းမှမြင်နေရတယ်မောင်မောင်ကအန်ကျိတ်သွားစီထားသောတန်ဖြင့်ခတ်တိုးတိုးပြန်ပြောရင်းနောက်မန်ကိုခောက်ချလိုက်သည်နောက်မန်နေနေရသည်ဆိုတော့ကိုအောင်တို့နောက်ခန်းတွင်လာကောင်းနပန်းကြီးကကြော်သောဘက်ကိုထတ်တိုးထိုင်ကြည့်ပြန်သည်အေးဆက်ဆက်ပုတ်ဲ့ရဲ့အရာကြီးကိုသာစမ်းမိသည်မောင်နေသည်မို့လားတော့မသိအကောင်ထဲကိုတော့မမြင်ရပေခေယ ကားကက်ဆက်တယ်မှာတရားဝင်ရှိတယ်ကွာအဲ့ဒါကိုမြင်မြန်ဖွင့်မြင်မြန်ဖွင့်မောင်မောင်ကကားကက်ဆက်ကိုလှမ်းဖွင့်လိုက်သည်ဘာတမထွက်မလာတော့ကားကက်ဆက်တွင်လင်းရမီခလုတ်များလဲလင်းမလာတော့တေချာမမြင်ရသဖြင့်ကားတွင်းမီကိုမောင်မောင်ကဖွင့်ရန်ပြင်သည်မီးလဲဖွင့်မရမောင်မဲမဲတာအပုံနဲ့ကြီးကတော့နှာခေါင်းဝတွင် လာတိတ်ကတ်ထားသလိုတိုးရိပ်တိုးရိပ်နံလာသည်ကိုအောင်တို့ခုသတိရသွားသည်လက်ကင်ဖုံးထဲတွင် တရားကို MP3 ရှိသည် ကားကဆက်ဖွင့်မရတော့လဲဖုံးပြင်တရားကိုဖွင့်လို့ရနိုင်သည်အင်ကြီးအိတ်ထဲမှာဖုံးကိုထုတ်ကာတရားကိုဖွင့်ရန်ကြံသည်ယုတ်ရက်ကိုအောင်လက်တွေအေးဆက်သွားကဖုံးကကားကြမ်းမြင်စီကြာသွားသည်ကုန်းကောက်မြပြုစဉ်ကိုအောင်လက်ကိုအေးတက်ဖြင့်ချုပ်ကင်ထားတဲ့သူတို့ဖြစ်ကာကောက်လို့မရတော့တွားပြီးဘာလီဆက်ဖြစ်မလဲမသိတော့တခုကန်ကောင်းဒီကကားကိုတော့ကောင်းကောင်းမွန်မွန်ဆက်မောင်း၍ရာနေခြင်းပဲဒီလိုအခြေအနေတွင်ကားသာထိုးရက်သွားပါကမလွယ် တရေမကတော့ကိုအောင်ဘီရင်ကက်လျက် တိုးလျက်ရောက်နေပြီတယောက်ယောက်ကို ဝင်မပူးပါသေးနဲ့ဟုသာဆူတောင်းရသည်ဝင်ပူးလိုက်ရင်ဘလို့မှထိမ့်လို့တိမ့်လို့ရတော့မည်မဟုတ်အဆိုတုံးကတော့ကားမောင်းနေသော မောင်မောင်းမောင်မောင်းဟုသာဝင်ပူးလိုက်ရင်အလုံးဒုက္ခရောက်သွားနိုင်သည်ဝင်မပူးတော့မှမောင်မောင်းလွန်ကျွန်ကြောက်လန့်နေပြီဆိုရင်လည်းကားဆက်မောင်း၍ရမည်မဟုတ်ပင်အခုတော့မောင်မောင်းအန်ကိုတင်းတင်းကြိတ်ကကားကိုဂီးဝဆိုင်မောင်းနေသည်မို့တော်ပါသေးသည် တရားဝေကိုလည်းလုံးဝဖွင့်မရမတန်နိုင်ရသမျှဘုရားသားကိုသာရွတ်ရပြီတော့မြင်ရတဲ့ဘုရားသားသာကျွတ်တော်ဟေ့ကိုအောင်စကားတန်ဆုံတွင်ကားကိုပင်ညာဆွဲခါလိုက်သလိုရိန်ထိုးသွားသည်ကားနိုင်ငံများကိုတပုံးပုံးပုတ်တံများကိုလည်းကြားရသည်ကားကအဆက်မပြတ်ရိန်ထိုးနေသည်မှာကားရုပ်ကလေးကို တစုံတယောက်ကကိုင်ကားလှုပ်နေသည်နေပင်ဖြစ်သည် မဖြစ်တော့ဒီသက်ဆိုရရင်ကားမောက်ဖို့ပဲရှိတော်သည် ဖះသာဆက်ရုပ်ဖို့မကြိုးစားတော့ဘဲစိတ်စိတ်သာနေလိုက်ရတော့သည်ဒီတော့မှကားကပုံမှန်ဖြစ်သွားသည်ဖြစ်ပြက်ကထိတ်လန့်တုံလို့စရာတွေးပြက်စရာကောင်းသည်ဒါတော့တော်ယုံတန်ယုံတွေးကမကြောက်တတ်သည့်သူများမို့သာဒီလောက်ထိကောင်းခံနိုင်ခြင်းဖြစ်သည်မဟုတ်ရင်ကားတကားဖွင့်ကစင်ပြေကြယုံသာရှိတော်သည်ထို့သောစင်ပြေရင်မိများအထိပုံမိုးဆိုးရလာမည်မသိနိုင် လူသူလေးပါမနီးသည့်လူပြက်ကားပြက်သည့်လမ်းမကြီးပေတွင်ဘာရီဘလိုဆက်ကြုံရမည်ဆိုတာတွေးပင်မတွေ့ရင်ယခုတော့ကားကပုံမှန်သွားနေသည်မို့ဆိုင်းတဆိုင်ဆိုင်သို့မဟုတ်တန်းစင်ကန်းများသို့ရောက်လျင်အခုညီတောင်းလို့ရနိုင်သည်ဒီတွေးတာ ကုရကေရာဖြစ်ပေတော်သည်ကားကလည်းဒစင်းစို့ဒစင်းမပင် မလားလမ်းမကျေကြီးထက်တွင် လူသုံးယောက်တရေတကောင်ကိုတင်ဆောင်သားသည့်ကားတစ်စီးသေးတာလျင်ဖြီးသည့်ပြေးလွှားလျက်ရှိနေသည် ရှေ့တွင်တကားတစ်ခုကိုလှမ်းမြင်လိုက်ရသည်တကားပေါ်တွင်မိများထိန်ထိန်လင်းနေသည်ကိုတွေ့ရသဖြင့်ဘာရမဟုတ်အားတော့တက်သွားမိသည်မီးလျောင်ကကားထဲထိဝင်လာသည်ကြောက်ကြောက်နေမို့ကြော်စင်ကိုလှမ်းကြည့်ပြီးတော့ဘေးကရက်တွင်နေရသည်ကကြော်စင်မဟုတ် ကာတာသည်မိမကြီးသားဖြစ်လေသည် အကောင်လိုက်အထဲလိုက်ခင်းနေကြီးမဟုတ်တော့လေရှင်ငွေလိုလိုမိကုန်းငွေလိုလိုဝိုးရွားအရေးရောင်သည်ပင်လင်းထိုမိမကြီးမန်းတိတာနေလေသည် ကျော်စင်ရောက်ကိုအောင်မှာရှေ့ကန်းတို့ကြော်ခွရောက်သွားကြတော့သည်ဘလောက်ပဲအာတင်မာသည်ဆိုဆိုဒီလိုကြီးတဲ့တဲ့ကြီးမြင်လာရတော့လေကြောက်စိတ်ကငယ်ရိတ်ထိတက်ပါသည် ကားလေးကတရားကိုကြော်လာတော့အတန်တကြီးထွက်လာသည်ယက်ယက်ကိုအောင်ကျော်စောင်းနဲ့မမောင်တို့တယောက်မျက်နှာကိုတယောက်ကြည့်ကြသည်အတန်တကြီးကစူးစူးဝါးဝါးဆက်អော်နေသည်ယက်မလိုက်ဘူးယက် နောက်ခန်းရှိကားနိုင်ရန်တွေကိုတပုံးပုံးထုတ်ရင်ရက်ခိုင်းနေတော့သည်မောင်မောင်ကလည်းမယက်ရက်လို့လည်းမဖြစ်တာတည်တည်လေရက်ဟုတခါအော်တိုင်းဒီပါကိုတခါဖိနေသည်ကားဆိုင်နှောင်းကကြောက်စရာကောင်းလောက်အောင်မြန်သွားသည်ယက်ကိုအမို့ကြောက်လိုက်ဒီမှာနေကြပင် မရှိတော့ပင် ကားစတီယာရင်ကိုလာဆွဲချလိုက်လေမလားဟုလည်းစိတ်ပူသည်မောင်မောင်ကိုဝင်ပူပြီးကားရက်ပြစ်လိုက်မှကိုလည်းပူပန်သည် ကိုအောင်တို့ပူတော့ကားလေးကအကြောင်းမဲ့ဖွေရများကတော့တဖြည်းဖြည်းငြိမ်သက်သွားလေသည်။တကားကိုအတော်လေးကြော်လာပြီးတော့ကအပုတ်နံကြီးလည်းမရတော့ရက်ဟူသောအတန်ကြီးလည်းမကြရတော့ကားနိုင်ရန်ကို ပုတ်နေသည်များလည်းမရှိတော့ရုတ်တရက်အရှိစီတွင်မီးရောင်ထိန်ထိန်လင်းနေသည်ကိုတွေ့လိုက်ရသည်။အိုခိသုံးယောက်သားပြိုင်းသူအော်မိကြခြင်းဖြစ်သည်တိုးကေရောက်လင်းတော့အချိုးအချောင်းပြောပြကမိုးလင်းသည်အထိထိုင်နေကြရန်ကိုအောင်စိတ်ကူးလိုက်သည် ဒီချက်တော့အရင်ကိုဖို့မတင်တော့ကားတွင်းရှိမိကိုကိုအောင်ကဖွင့်လိုက်သည်မိအောင်ဖိုးဖွေးကကိုအောင်တို့ကောင်းပေါ်တွင်ဖြာလင်းနေသည်ကားကက်ဆက်ကိုဖွင့်ကြည့်တော့ဖွင့်လို့ရပြီနောက်ခန်းရှိပုံကိုကောက်ကားဖွင့်သည်အကောင်ပကတိလားအရာအလုံးပုံမှန်ဖြစ်ပေပြီကျော်တော်လက်ကိုကိုအောင်တင်းတင်းပါအောင်စုပ်ကိုင်းနာသည်ဘာအေးဆက်ဆက်အထီးတွင်မှ မရှိတော့ထီလို့ရပြီကိုင်းလို့ရပြီတိုးဂိတ်တို့ဝင်ပြီးလမ်းဖြတ်တန်းကငွေပေးချေသည် ထိုနောက်ဂိတ်ကျော်ရှိလမ်းဘေးတနင်္လာတွင်ကားကိုထိုးရက်လိုက်သည်ခလန်လန်တွင် စားတောက်ဆိုင်ငယ်ကလေးတစ်ခုကို တွေ့ရသည် တိုးဂိတ်ဝန်ထမ်းများစားတောက်ကြသောဆိုင်ဖြစ်မည်ဟုထင်သည်ဘာပဲဖြစ်ဖြစ်ထိုဆိုင်တွင် ခွင်တောင်းက မနက်လင်းသည့်အထိ နားအခိုရပေဦးမည်ဒီအကူကြီးကြွပါဗျာမနက်မိုးလင်းတဲ့ဒီခိုင်းကြမှာပုံလားဆိုင်ထဲဝင်ဝင်ချင်းခရီးဦးကြိုပြလာတော့ဆိုင်ရှင်းဤစကားကြောင့်ကိုအောင်တို့၃ယောက်လုံးအံ့ဩသွားကြသည် ဟုတ်ကဲ့လင်းနေတိထိုင်ပါပါခင်ဗျာဆက်မသွားရဲလို့လို့ပါခနဲ့ကျွန်တော်တို့အဲ့လိုထိုင်မယ်ဆိုတာဘလို့သိရလဲဗျ။အော်ကားကြုံလိုက်တဲ့သူနဲ့တွေ့လာတယ်လို့ထင်လို့ပါအဲ့လိုတွေ့လာပြီဆိုရင်ဒီကိတ်ကိုရောက်လာဆက်မသွားရဲလို့ဒီဆိုင်မှာပဲမနက်လင်းနေတိထိုင်နေပြီးမှဆက်သွားကြတယ်ခီးတယ်ဒီမကြခဏကြုံမှုနေလို့ပါကားကြုံလိုက်တဲ့သူကိုအောင်တို့ဘိုင်းတူရေးရုံမိကြခြင်းဖြစ်သည်ဟုတ်တယ်ဗျမနေ့တုန်းကကားအက်ဆီဒင့်ဖြစ်ပြီးဆုံးသွားတဲ့အမျိုးသမီးတစ်ယောက်ကမကြွမလို့ပဲတရေဖြစ်နေရလေ သူကအခင်းမြစ်တဲ့နေရာမှာပဲနေပြီးကားတွေကိုစောင့်ဆောင်ပြီးအဲ့လိုလှုပ်တက်တာအဲ့ဒီနာကိုရောက်ခန့်နေပြီဆိုရင်၆လန့်ခံရမယ့်ကားကလမ်းကျိုးလမ်းကွေတွေလိုလိုဘာလိုလိုတွေကိုမြင်ရတော့တာပဲတကယ်ကအဲ့လမ်းကအဖြောင့်ကြီးပြကားမောင်းတဲ့သူကရှမပီလေတရဲမကဆွတ်တက်လာတာပဲသူမျိုးသူရကို ပြန်ကျင်လာလားတော့မသိဘူးပေါ့လေထူးဆန်းတာကနေနမိတ်အပိုင်နေပါလိရှိလားတော့မသိဘူးဗျာတရားကြော်ရင်တော့ဆက်မလိုက်လာတော့ပဲစင်းနေရစ်တယ်လို့ပြောကြတယ်ဗျာ အကောင့်ထဲလိုက်ကြီးကားပေါ်လိုက်လာတော့လဲကြောက်ကြတာပေါ့ဗျာတရောတော်ပါဆင်းပြေးလာကြပြီးတိုးကိတ်ကိုရောက်ဒီနီးနားမှာကလည်းကျွန်တော်တို့ဆိုင်ဒီဇိုင်းပဲရှိတော့ဒီမှာပဲထိုင်နေပြီးမိုးလင်းမှာဆက်သွားကြတော့တာပဲခဏခဏကြားနေရတော့လဲဒီချိန်ဆိုင်ထဲဝင်လာရင်အဲ့လိုမှန်တိနေပြီလေဖះသားတွေရွတ်မဲ့ကြံရင်လဲတရဲမှာထားကြတယ်ပြောတယ်ဖះသားရွတ်တန်ကိုကြောက်လို့ဖြစ်မှာပေါ့ဗျာဟိုတရက်စီကလည်းကားတစ်စင်းကိုဆိုလမ်းဘေးဆွဲချသွားတာတဲ့ဗျာ ကားပေါ်မှာမိသားစုကကားကြီးထားခဲ့ပြီးခြေချင်းဆင်းပြေးလာကြတာတိုးကိတ်ရောက်တဲ့အထိပဲဗျ။ဆိုင်ရှင်ကစကားကိုမရက်သေးတရေချောက်ခံရသူတို့၏အကြောင်းကိုစိတ်ပါလက်ပါဆက်ပြောနေလေသည်။ကိုအောင်တို့တငယ်ချင်းတုံယောက်ဤညနာများမှာစည်းရွက်လောက်သာရှိတော်မူထင်ပါသည်။နားထောင်နေရင်းနှင့်ပင်အပုတ်နဲ့ညီကိုယခုပင်ရလိုက်တော်သလိုလိုအေးဆက်ဆက်ဆူထိုင်းတိုင်းအရာကြီးကိုကင်လိုက်မိသလိုလိုကာနယံကိုပုတ်ခတ်ထုရိုက်နေသည့်တဘုံမုံအတံကိုကြားလိုက်ရသလိုလိုဖြစ်လာတော်သည်။ ငယ်ရိတ်စီတီတက်လာခဲ့သည့်ကြောက်ရွံ့မှုကယခုတက်တိုင်အောင်အရှိန်မပြေသေးမှန်းသိလိုက်ရသည်။နောက်ဆိုညဘက်ခီးမသွားတော့ဘူးကွာ။ကြောက်လန့်ရင်းတွေထုံမွန်းထားသောထိုစကားကိုသုံးယောက်ပြိုင်တူ ပြောမိရတာဖြစ်နေတော့သည်။ဇလန်လေးကတော့အီနီယာမှာပဲပြီးဆုံးသွားပြီဖြစ်ပါရခင်ဗျာ။ယခုဇလန်လေးကိုရေးသားသူစာရေးသူ နေတနနိုင်ကိုလည်းကာရဝပြုကျေးဇူးတင်ရှိရသလိုယခုဇလန်လေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူအပေါင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိရပါခင်ဗျာ။